်မင်္ဂလာပါရှင်ကျမတို့ဖူအီနွယ်ပါဒူဗီယိုမြင့်တန်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးပါပါစစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်၉ကိုဧပြီလ၄ရက်နေ့ကတင်နန်းဆင်းပေးခဲ့ပြီးငလင်တန်အသင့်တိုင်းစစ်ဌာနချုပ်ကတပ်သားအစ်တွေကိုကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးမှာတာဝန်ပေးသွားမယ်လို့စစ်ခေါ်ရေးနဲ့နှိစက်သူတွေစီကနေသိရပါဗျာစစ်မှုထမ်းအပတ်စဉ်၉တင်နန်းဆင်းပွဲကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလွဲပြီးကြံတိုင်းစစ်ဌာနချုပ်73ခုမှာမနေ့ကပြုလုပ်ခဲ့တာလို့စင့်ခေါ်ရင်အဖွဲ့နဲ့နှီးဆက်သူတယောက်က DVB ကိုပြောပါတယ်။ငလင်တန်တင့်နဲ့နာပတရပခလပခနဲ့နမခတင်နန်းစင်တတာတစ်တွေကိုကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးမှာတာဝန်ပေးသွားမှာဖြစ်ပြီးမပါတဲ့တိုင်းတွေကတတာတစ်တွေကိုတော့ခြေလင်းခြေမြန်နဲ့လက်ယုံတက်ကိုပို့မှာလို့ပြောပါတယ်။ ငရီတန်သင်ခဲ့တဲ့ဩတာတီရီမြို့နယ်မိုးဆွေအခြေဆိုင်တကကနှစ်စစ်တင်တန်းကျောင်းကအပတ်စဉ်ကိုတင်တန်းစင်တတာတစ်တွေကိုနေပြည်တော်မှာရှိနေတဲ့တရင်တပ်ဖွဲ့တွေနဲ့ပေါင်းပြီးပြန်လည်ကယ်ဆယ်ရေးအတွက်တာဝန်ပေးမှာလို့နေပြည်တော်သတင်းအကြီးမြစ်က DVB ကိုပြောပါရယ်။နေပြည်တော်မှာတက်စကန်တွေနဲ့ဌာနဆိုင်ရာယုံတွေထိခိုက်တာများပြီးတည်ကြည်တာလည်းများပြားနေတာကြောင့်တကကနှစ်ကတင်တန်းစင်တွေကိုပြန်လည်ကယ်ဆယ်ရေးမှာတာဝန်ပေးသွားမှာလို့သူကရှင်းပြပါရယ်။စစ်ကောင်စီကသတ်မှတ်ထားတဲ့ငလင်တန်တင့်တိုင်းစစ်ဌာနချုပ်တွေကတော့ နေပြည်တော်တိုင်းအလဲပိုင်းတိုင်းအနောက်မြောက်တိုင်းအရှေ့ပိုင်းတိုင်းနဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွေပဲဖြစ်ပါရဲ့ရှင်မြန်မာနိုင်ငံမှာငလင်ဘေးဒုက္ခခံစားနေရချိန်မှာအာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာ Binstick အစီအဝေးတက်ရောက်ဖို့ဧပြီလ3ရက်ကဘန်ကောက်ကိုရောက်ရှိခဲ့တဲ့နေ့မှာပဲသူ့ကိုကန့်ကွက်ဆန္ဒပြဖို့စီစဉ်တဲ့မြန်မာနှစ်ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ ဖန်ဆီးခံရသူနှစ်ယောက်ဟာ new power generation တီထောင်သူဖြစ်တဲ့တက်ကြွလှုပ်ရှားသူကိုဖြိုးပိုင်နဲ့ကိုနန်နိုင်ဆိုးတို့ဖြစ်ပါတယ်။လက်ရှိမှာတော့ကိုဖြိုးပိုင်ကထိုင်းအာဏာပိုင်တွေရဲ့စစ်ဆေးမေးမြန်းတာခံနေရပြီးဗန်ကောက်မြို့လူမှုကြီးကြပ်ရေးဌာနထိန်းချုပ်ရေးစခန်း immigration detention center မှာသူတို့နှစ်ယောက်ကို ထိန်းသိမ်းထားတယ်လို့ကနဦးသိရပါတယ်။စစ်ကောင်းဆောင်လာမဲ့ Shangri-La Hotel နားမှာပဲ စစ်ကောင်းဆောင်ရဲ့ဓာတ်ပုံတွေကိုမိထူဆွဲစာအိတ်ထဲထည့်ပြီးစောင့်ဆိုင်းနေချိန်ထိုင်းရဲတွေလဝက်ကရဲတွေအယောက်30 40လောက် ရောက်လာပြီးသူတို့နှစ်ဦးကိုရဲစခန်းကိုဖမ်းခေါ်သွားတယ်လို့ကိုဖြိုးပိုင်က DVP ကိုပြောပါတယ်။ရဲစခန်းကနေတဆင့်ဘန်ကောက်မြို့ Immigration Detention Center မှာထိန်းသိမ်းခံထားရတယ်လို့လည်းကိုဖြိုးပိုင်ကလက်ရှိအခြေအနေနဲ့ပတ်သက်ပြီး DVP ကိုအတည်ပြုပါရရှင်။ မြင်းကလေးကျောင်းပျော်ဝယ်မြို့တဲတော်မြို့နယ်ဝမ်းတွင်းမြို့တွင်မှာဖျားစီရီကျောင်းပေါင်း200နီးပါးနဲ့ဗလီဖျားကျောင်းလေးလုံးပြိုကျပျက်စီးခဲ့တယ်လို့လူမှုကွန်ရက်အတင်တာဝန်ရှိသူကပြောပါရယ်အောင်ခန့်သတင်းပေးပို့ထားပါရယ်ရှင်စကိုင်းနိုင်ငံကိုပြုပြီးလောက်ခတ်ခဲ့တဲ့ငလင်းကျောင်းစကိုင်းမန္တလေးမြို့ကြီးတွင်နဲ့နီးတူထိခိုက်ပျက်စီးခဲ့တဲ့ပျော်ဝယ်မြို့တဲတော်မြို့နယ်ဝမ်းတွင်းမြို့တွင်မှာ နေအိမ်အဆောက်အုံစေုံပေါင်း320လုံးပြိုကျပျက်စီးခဲ့ပါတယ်။မြင်းကလေးလောက်ခတ်မှုကြောင့်တေဆုံးသူ100ကျော်နဲ့ဒဏ်ရာသူ80ကျော်ရှိခဲ့ပါတယ်။ဒါအပြင်မြို့နယ်တွင်းကဖျားစီကြီးကျောင်းပေါင်း100နီးပါးနဲ့ဗလီဖျားကျောင်း၄လုံးပြိုကျပျက်စီးခဲ့ပါတယ်။အဲအဲ့တော့ကတော့တမျိုးနယ်လုံးနေနဲ့ဥစဉ်ကညီလေးသုံးပါးပဲရှိတယ်ညီအတီလာရှင်နေရလွတ်တယ်ညီလေးနောက်ဟိုအဲ့မှာကဘဝဘူးရိုးအိုင်းနေရဥပုံနေဖြစ်တဲ့ဘဝဗမာလူကတော့ငါတို့ ဥပုပ်လေးပေါ့နော်အဲ့မှာဥပုပ်တရင်ဆောင်ရင်းနဲ့ဒူပါနာတရာတော့ရွာဒီဘက်မှာရှိတယ်ညီလေးရွာဒီဖုန်ကြီးပြန်ပွဲဖုန်ကြီးပြန်ပွဲမှာဆိုလို့ချင်းညီလေးကဟိုဟာပေါ့ဥတရိုင်းဥတရိုင်းဆိုတာလည်းဘယ်လိုပြောငါတို့မဟုတ်ဘူးပြူရတာပေါ့အဲအဲအဲကောင်ကတော့ညီလေးဟိုလောက်၅ရောက်လောက်ပြီးတယ်နောက်ပြည်ရွာတရာမှာတော့အဲ့လိုပဲဒီတရားတရားပြုပြီးတော့လူမျိုးသမီးနှစ်ယောက်ဆုံးတယ်ကျင်းလင်းမှုကတော့ညီလေးဒီဟိုပါဒီဖျားစီဒီမန္တမရမြို့ပေါ်မန္တမရတော့ညီလေးဟိုပါလေကိုတို့ ဒီမှာနိုင်ငံမိသားဖွဲ့ကအကုန်လုံးနေစဉ်လိုက်ရှင်ပြီးတော့တော်တော်များများကတော့ရှင်းပြီးတော့ဖြစ်သွားနေလိမ့်မယ်။လက်ရှိမှာလည်းမြေခခဲ့တဲ့ចောင်းဆောင်တွေကိုတကြံပြီးမှရှင်းလင်းနိုင်မယ်လို့ចောင်းဆောင်မြေခခဲ့တဲ့မူလဝကြီးရောចောင်းတိုက်ဆရာတော်ကမိတ်ပါတယ်။ဒီပေါ်ကြီးကြောင့်ကတော့တောင်းနေရကုန်ပြင်ကုန်တာတကြံပြည့်ရင်တော့တောင်းမကြီးဖြိုးဖို့စီတကြံပြီးမှလုံနိုင်ပါပဲ။ဟုတ်ကဲ့ဒါကြီးတောင်းကြီးအကုန်ပြိုကျပြီးတော့ရှီချောင်းနဲ့ရှီချောင်းဆိုတော့ဒီကြောင့်ဒါတွေပုံပြင်ကုန်တာပေါ့အကုန်လုံး ဟိုကျန်တဲ့အမှန်လည်းကိုအကုံတာပေါ့လေဘုံလားတော့နေလို့မရတဲ့နေရာမျိုးပေါ့အဲ့လိုအဲ့လိုဖြစ်ပုံနဲ့ခလာကြီးလေတရားတွေကတော့ရှိတဲ့အတိုင်းနဲ့တရားတွေကတော့အကုန်လုံးဒါဇီးတော်တွေမြေခတယ်ပေါ့ဗျာအရှိတ်ဆိုလို့ရှိရင်ဒါအရှိတ်ကြီးွာဆိုလို့ရှိရင်တမိုင်းဝင်အကြီးွာဇီးတော်ကြီးပေါ့ဒီနာရွာတွေအလုံးရဲ့ဒီဘုရားဇီးပေါ့ဘုရားဇီးပေါ့အဲ့ဒီလေးလုံးတဲ့တရားကြီးကခါးလေတော့ကပြတ်ကြသွားတယ်ပေါ့ဒီဒီထဲမှာတော့ အဆိုးဆုံးပြောလို့ရတာပေါ့လေသဘာနာဒီပါပေါ်တဲ့ချင်းဒီဖြစ်သွားတာဟုတ်သူကတော့ကြီးစွာအလုံးနဲ့တက်ဆိုင်တာပေါ့လေမြင်းကလေးလောက်ခတ်မှုကြောင့်ဇေဒီဒကွန်တိုင်းနဲ့ကျောင်းဆောင်ကြီးပြိုကျမြေခါခဲ့တာကြောင့်တန်ခါသုံးပါပြန်လုံတော်မူခဲ့တယ်လို့တိန်တောင်တောရကျောင်းလိုက်ဆရာတော်ကမိတ်ပါတယ်ဦးဇင်းတို့ကျောင်းထဲကတော့ဇေဒီက၄စုဟိုဒကွန်တိုင်း၃စုနဲ့ကျောင်းဆောင်ကြီး၄ဆောင်တော့ပြိုသွားတယ်ဆိုရင်ဦးဇင်းတို့ကျောင်းထဲကတော့အဲ့လိုမျိုး ိုက်တန်ကသုံးပါပြန်တော့မှုပဲပေါ့အဲ့လိုမျိုးအခုလောဆယ်တော့ရေခက်ခဲကြည့်လို့ရေတော့လာလာပို့ကြတယ်ခါကြီးတောက်ရေပေါ့တောက်ရေအဲ့ဒါအဲ့ဒါလာလာပို့ကြတယ်အခုနေတာထိုင်တာတော့ဦးဇင်းတို့ကြောင်းတွေကအဆောင်လေးတွေကနည်းနည်းများတယ်လေတော်တော်ကြောင်းအကျယ်လက်ကျယ်တာဆိုတော့ကမ္မထမ်းကြောင်းလို့ဟာကလေးပေါ့အဲ့ဥစားလေးတွေနဲ့ဦးဇင်းတို့လောဆယ်တော့နေနေရတယ် မြန်မာနိုင်ငံမှာအင်အားပြင်းငင်လှုပ်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေအတွက်3900တယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ9988ယောက်အထိရှိလာပြီးလူ919ယောက်ပျောက်ဆုံးနေဆဲဖြစ်ကာကယ်ဆယ်ရရှိထားသူ493ယောက်ဖြစ်တယ်လို့ DBB ကဧပြီလ3ရက်နေ့ည7:00နာရီအထိစုစည်းရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်ကျွန်တော်အောင်ခန့်ပါ င်ငံမှာမိုးတဲထန်စွာရွာသွန်းမှုကြောင့် coffee site ပြိုတဲ့ union data ချန်ချာမာယိုခရိုင်မှာမြေပြိုမှုတစ်ခုအတွင်းအနည်းဆုံးလူ3ယောက်သေဆုံးခဲ့ပြီးပူနို data မှာတော့ကားလမ်းတွေနဲ့စာတင်ကျောင်းတွေမှာရေလွှမ်းမှုမှုတွေဖြစ်ပွားခဲ့ပါတယ်။ချန်ချာမာယိုမှာကယ်ဆယ်ရေးအဖွဲ့တွေဟာတွာလာရခက်ခဲတဲ့နေရာတွေမှာရုပ်လောင်း၃လောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီးမြေပြိုမှုကိုလမ်းပေါ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့လုပ်သမားတွေနဲ့ဒေသခံတွေကြုံတွေ့ခဲ့ကြရပါတယ်။ အဲ့ဒီမတော်တဆမှုကြောင့်လူသမားတွေနဲ့ဆက်ရန်နေရာတွေဟာမီတာ150အမြင့်ကနေပြုတ်ကျခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်။တချိန်တည်းမှာပဲပူနိုဒေတာမှလည်းမိုးသက်ထန်စွာရွာသွန်းပြီးလမ်းအများပြားရေရှမ်းပြီးတော့ပညာရေးဆိုင်ရာအဆောက်အုံတွေကိုထိခိုက်ခဲ့ပါတယ်။အမျိုးသားရပ်ဖက်ကာကွယ်ရေးအင်စတီကျူရဲ့အမျိုးသားအရေးပေါ်စစ်စင်ရေးစင်တာကအစီရင်ခံတင်ပြချက်အရမနစ်ဒီဇင်ဘာလကလေးကပြင်းထန်တဲ့ရာသီဥတုနဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်လူပေါင်းတသိန်းတသောင်းကျော်ထိခိုက်ခဲ့လို့သိရပါတယ်ရှင်။ ူဗူဗီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားကြရတာပါကျမကတော့ဖူအီအီနွယ်ပါ ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်